မင်္ဂလာပါရှင်။မင်္ဂလာထိုင်ရဲ့ရွှေပြောင်းရေးရသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ပြည်တွင်းပြည်ပရွှေပြောင်းအလုပ်သမားများနဲ့ပတ်သက်တဲ့သတင်းတွေကိုပြပြပေးမှာပါ။မြန်မာနိုင်ငံကိုတရားမဝင်ရောက်ခဲ့တဲ့ပြည်ပနိုင်ငံသားတထောင်တထောင်ကျော်ရှိခဲ့တဲ့သတင်းကိုအရင်ဆုံးပြပြပါမယ်။ဒီနေ့ဇန်နဝါရီလ30ရက်နေ့ကနေနိုဝင်ဘာလ19ရက်နေ့အထိမြန်မာနိုင်ငံအတွင်းတရားမဝင်ရောက်လာခဲ့တဲ့ပြည်ပနိုင်ငံသားစုစုပေါင်းတထောင်တထောင်186ယောက်ကိုထိန်းသိမ်းနိုင်ခဲ့လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ အဲ့ဒီတဲက1040ရောက်ကိုစစ်ဆေးခဲ့ပြီးတော့4988ရောက်ကိုထိုင်းနိုင်ငံကနေတစ်ဆက်သက်ဆိုင်ရာနိုင်ငံတွေကိုရဲပြောင်းပေးခဲ့လို့ဆိုပါတယ်ကျန်ရှိနေရဲ့ပြည်ပနိုင်ငံသား1208ဦးကိုသက်ဆိုင်ရာနိုင်ငံတွေကလွှဲပြောင်းပေးရန်အသစ်ဖြစ်နေပြီလို့လည်းထုတ်ပြန်ပါတယ်။ဒီရက်ပိုင်းမှာမြောက်ဒီရွှေကုတ်ကိုမက်ထော်တလီနဲ့ကြောက်ခတ်နေမြေတွေမှာအွန်လိုင်းလောင်းကစားမှုတွေအွန်လိုင်းလည်လည်မှုတွေကျူးလွန်ခဲ့ကြတဲ့အေရီးယား925ဦးကို မြန်မာထိုင်းအမတ်နှစ်ချစ်ကြည်ရေးတသားကနေတစ်ဆက်သက်ဆိုင်ရာနိုင်ငံတွေကိုလွှဲပြောင်းပေးခဲ့လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ဝင်ပါလာ၁၈ရက်နေ့ကရှီကုတ်ကိုနေမြေအတွင်းသို့ဝင်ရောက်ခဲ့ပြီးတော့အဆောက်အုံတွေမှာတရားမဝင်ဝင်ရောက်နေခဲ့တဲ့ပြည်ပနိုင်ငံသား346ယောက်ကိုတွေ့ရှိခဲ့ကမြဝတီမြို့နယ်ပူလဲပူကျေးရွာအုပ်စုရှီကုတ်ကိုမြိုင်ကျေးရွာအတွင်းအဆောက်အုံတွေမှာထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ပါတယ်။အဲ့ဒီတဲကပြပနိုင်ငံသား၂ယောက်ဦးကိုစစ်ဆေးနိုင်ခဲ့ပြီးသက်ဆိုင်ရာနိုင်ငံတွေကိုအမြန်ဆုံးပြန်လည်လွှဲပြောင်းပေးရန် ဆောင်ရွက်နေရလို့ဆိုပါရယ်။ထိုင်းနိုင်ငံမှာနှစ်ရက်အတွင်းမြန်မာအလုပ်သမား2ဦးလုပ်ငန်းခွင့်မတော်တဆဖြစ်ပြီးတည်ဆုံခဲ့တဲ့တဲ့တင်ကိုပြောပြပါမယ်။ထိုင်းနိုင်ငံချွန်ဘူရီခရိုင်ဗန်မင်မြို့စစ်ရုံတရုံမှာအလုလုနေတဲ့မြမအလုသမားတအိုးဟာနိုဝင်ဘာလ19ရက်နေ့ည10:00နာရီခန့်မှာအလုလုနေရင်မတော်တဆဖြစ်ကဖော်ကျိတ်ဆက်တဲ့ကိုပြောချပြီးတည်ဆုံခဲ့တယ်လို့သူရဲ့နေနာကြီးရဖို့ကူညီပေးနေတဲ့ WAG အခွဲကထုတ်ပြန်ပါတယ်။ တည်ဆုံးခဲ့တဲ့အသက်24နှစ်အရွယ်မြမအလုတ္တမဟာပန်းရောက်ကကန်ဆောင်ထားသူဖြစ်ပြီးမိသားစုဝင်တွေကတည်မှုတည်ခင်းနဲ့ပတ်သက်ပြီးကုညီတောင်းခံခဲ့တာကြောင့်နိုဝင်ဘာလ20ရက်နေ့ကစပြီးလုပ်ငန်းခွင်အထိတွားရောက်ကုညီပေးနေတယ်လို့ WAG အဖွဲ့ကားဆောင်ကိုမုံတိုင်းကမိုက်ခရထိုင်အောင်ပြောပါရယ်အလားတူထိုင်းနိုင်ငံဖေဘရီခရိုင်တန်ဆက်ယုံတစ်ခုမှာအလုံးလုံးနေတဲ့အသက်23နှစ်အရွယ်မြမအလုတ္တမတအူးဟာနိုဝင်ဘာလ18ရက်နေ့ညနေပိုင်းမှာ ဟော့ကလင်မောင်းနေတော့မှမတော်တဆဖြစ်ပြီးသိမောက်သိဆုံးခဲ့တယ်လို့ MHAC မဟာမိတ်အဖွဲ့ကထုတ်ပြန်ပါတယ်။သူရဲ့ထိုက်တင်တဲ့ရပိုင်ခွင့်တွေကိုမိသားစုတွေကအကူအညီတောင်းခံခဲ့ရကြောင်းဥပဒေနဲ့အညီကူညီဆောင်ရွက်ပေးနေပြီးနိုဝင်ဘာလ20ရက်နေ့မှာနိုင်ရဲတချို့တော်ကိုတွားရက်ကူညီခဲ့တယ်လို့ MHAC အဖွဲ့ကထုတ်ပြန်ပါတယ်။ကားဆက်တမ်းမှုကြောင့်တည်ဆုံခဲ့တဲ့မြန်မာအလို့သမားနင်းနာကြီးပတ်သက်တန်းကြော်ရတဲ့တဲ့ရင်ကိုဆက်ပြောပြပါမယ်။ ထိုင်းနိုင်ငံကန်ဇနာဘူရီကနေဖျားသုံးစုကိုအသွာအဆင်းလန်းမှာကားစစ်တိုက်မှုကြောင့်တိဆုံခဲ့တဲ့မြန်မာအလုသမားကိုယီဝေရန်ရဲ့နေနာကြီးပတ်သက်တန်းကျော်ကိုရရှိခဲ့တယ်လို့ကိုညီပေးခဲ့တဲ့ WAG အဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ23ရက်နေ့မနက်ကထိုင်းနိုင်ငံကန်ဇနာဘူရီပြည်နယ်စံခရဘူရီမြို့အဝင်အဝေးပြေးလမ်းမှာတောင်အဆင်းလန်းတနေရာမှာဆယ်ပြီးကုန်တင်ရင်တစင်းကဘရိတ်ပေါက်ပြီးတော့အချောင်းမော်တော်ယာဉ်၄စင်းကိုစစ်ကဲတိုက်မိခဲ့ပါတယ်။ ကုန်တင်ရင်တိုက်ခဲ့ရကြောက်ကားဒစင်းပေါ်မှာလိုက်ပါလာတဲ့ကိုယူဝေရင်အပါဝင်မြမအလုသမား၃ဦးတိဆုံးခဲ့တယ်လို့ထိုင်းသတင်းတွေကဖော်ပြပါဗျ။ကိုယူဝေရန်ရဲ့မိသားစုဝင်တွေရဲ့အကူအညီတောင်းချက်အရဩဂုတ်လ9ရက်နေ့မှာရုံအလောင်းကိုတကြိုပေးခဲ့ပြီးနှစ်နာချီကိုတော့မင်းကရရှိခဲ့တယ်လို့ WAG အဖွဲ့ခေါင်းဆောင်ကိုမုံတိုင်းက Minecraft Time ကိုပြောပါဗျ။ ထိုင်းနိုင်ငံတခိုင်မှာမြန်မာနိုင်ငံသား36ဦးကိုနေကြားဆောက်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တဲ့တဲ့တင်ကိုဆက်ပြောပြပါမယ်။ထိုင်းနိုင်ငံတခိုင်မရမတ်မြို့နယ်မှာနိုဝင်ဘာလ17ရက်နေ့ညကနေဆက်တော်လန်ကနေတရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား36ဦးကိုနေကြားဆောက်ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့တယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။နိုဝင်ဘာလ17ရက်နေ့ည10နာရီခွဲခန့်မှာမရမတ်မြို့နယ်ရွာအမတ်6ကျေးရွာအုပ်ချုပ်ရေးမှုနဲ့ရဲတပ်ဖွဲ့ဝင်တွေဟာတရားမဝင်ရောက်လာသူတွေကိုစောက်ဖမ်းခဲ့ကြတယ်လို့သိရပါရတယ်။ မြမအလုတမားအဖွဲကိုလမ်းပြသူတဦးကခေါ်ဆောင်လာတာဖြစ်ပြီးရက်ဖို့တားတဲ့အချိန်မှာလေကွင်းနေပဲဆိုင်ခင်းနေတဲ့လမ်းမေးတော်ရီစီကိုထပ်ပြေးတင်းချောက်သွားကြတယ်လို့ဆိုပါရယ်အဲ့ဒီနောက်မှာတော့စုစုပေါင်း36ဦးကိုဖမ်းဆီးနိုင်ခဲ့လို့ဖော်ပြပါရယ်မြမအလုတမားတွေမှာအမျိုးသား20ယောက်နဲ့အမျိုးသမီး16ယောက်ပါဝင်ပြီးသူတို့တွေဟာကရင်ပြည်နယ်မြောက်ရီမြို့ကနေမေရမက်ကိုလှေနဲ့မြစ်ကူးဝင်ရောက်လာကြတာလို့ရဲတပ်ဖွဲ့ကပြောပါရယ် သူတို့တွေဟာအယူထရဗန်ကောက်နဲ့ချုံဘူးတွေမှာအလုံးလုံးကိုလာရောက်ကြတာဖြစ်ပြီးပွဲစားခအဖြစ်တအူးကိုဘတ်18000ကနေဘတ်2000အထိပေးခဲ့ရလို့သိရပါတယ်နေကြာဆောက်ရဲတပ်ဖွဲ့ကမြမအလုံသမား36ဦးကိုတရားမဝင်နေဆက်ဖြစ်ကြောင်းဝင်ရောက်မှုနဲ့ဖမ်းဆီးခဲ့ပြီးဥပဒေအရအေးအေးယူဆောင်ရွက်နိုင်မှုမရမက်ရဲစခန်းကိုလှည့်ပြောင်းပေးခဲ့လို့သိရပါဗျာ။ မြန်မာနိုင်ငံမှာပြည်တွင်းမှာနေရဲဆွတ်ခွာသူဥယေ3.6တန်းရှိလာတဲ့တည်ရင်ကိုနောက်ဆုံးအနေနဲ့ပြောပြပါမယ်။မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခရေကြီးရေရှမ်းမှုနဲ့2025ခုနှစ်မတ်လမှာလှုပ်ခတ်ခဲ့တဲ့ငလျင်အပဝဲအခက်ခဲတွေရဲ့အကျိုးဆက်တွေကြောင့်ပြည်တွင်းမှာနေရဲဆွတ်ခွာသူဥယေ3.6တန်းထိရှိလာတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကထုတ်ပြန်ပါတယ်။ပြည်내နဲ့တိုင်းဒေသကြီးတွေမှာတပ်မတော်နဲ့လက်နက်ကင် အဖွဲ့မျိုးစုံတို့အကြားပြိပခါတွေဆက်လက်ဖြစ်ပွားနေပါတယ်။ NLG ပြစ်ခတ်မှုတွေလက်နက်ကန်တိုက်ပွဲတွေနေရအနှက်ဖြစ်နေတာကြောင့်အယက်သားတွေထိခိုက်မှုရှိပြီးနေရဆက်ခွာတင်းရှောင်ရတာတွေဆက်လက်ဖြစ်ပေါ်နေတယ်လို့ဖော်ပြပါတယ်။ UN OCHA က2025ခုနှစ်နိုဝင်ဘာလအထိနိုင်ငံတော်မှာပြည်တွင်းနေရစွခွာသူဥယျာ3.6တန်းရှိမယ်လို့ခန့်မှန်းထားပြီးအောက်တိုဘာလနဲ့နိုဝင်ဘာလဇန်ဘတ်တိုက်ပွဲတွေကြောင့်မိသားစုဝင်တွေဟာသူတို့ရဲ့နေအိမ်တွေကိုစွခွာခဲ့ကြရပြီး လိုအပ်ချက်တွေပုံပုံများပြလာရလို့အတည်ပြုထားပါတယ်။မြေမြုပ်မိုင်းနဲ့ပောက်ကွဲစစ်တက်တက်လက်နက်ခရမ်းများဆိုင်ရာအချက်လက်အစ်စ်တွေအရမြန်မာနိုင်ငံမှာနေ့စဉ်အရသား2ဦးဟာထိခိုက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။မိုင်းဂရက်ထားရဲ့ပြည်တွင်းပြည်ပရှေ့ပြောင်းအလို့သမားရေးရာတရင်တွေကိုနားဆင်ခဲ့ရတာပါ။မိုင်းဂရက်ထားရဲ့တရင်တွေကို Facebook, YouTube, WhatsApp, Telegram စားတဲ့ online media platform တွေကနေကြည့်ရှုနာဆင်နိုင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။